ျွန်တော်တို့ရဲ့ channel ကိုကြည့်ချူအပ်ပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါဟုတ်ပြီဒါ comment တစ်ခုဖတ်ပြရအောင်ရခိုင်ပြည်နယ်တဲ့ရခိုင်ပြည်နယ်ကျိန်တလီမြို့ကန့်ငော်တောင်ရွာတဲ့ကလားပြင်ရွာတွေမှာတဲ့အီအီတွေစစ်တင်တန်းပေးနေပါတယ်ကိုကြီးမောင်တဲ့အကြီးကဲစီတိအောင်ပြောပေးပါအဲ့တော့ရခိုင်ပြည်နယ်ပတ်သက်လာလို့ရှိရင်ပြောတာလည်းအပြောပဲရှိမှာပဲလို့ဆိုတော့ဘာမှမလုပ်တဲ့ခါကြတော့ရခိုင်ပြည်နယ်ပတ်သက်လာလို့ရှိရင်တော့တော်တော်လေးပေါ့ဟို အဲပြောရတာစိတ်မပါတဲ့အတိုင်းသားတိရှိလာတယ်အန်တို့ပါတော့လည်းပဲစောင့်ကြည့်ပါအောင်နော်အခုဒီမှာကျွန်တော်ဖတ်ပေးလိုက်ပါပြီဘာပဲဖြစ်ဖြစ်တော့စကားဒီရနေနဲ့တို့ကြားမှာပါအဲ့တော့ဟုတ်ပြီအဲ့တော့ဒီအခြေအနေဒီရန်ရီရီအကောင်လုံးဖြစ်လာပြီဆိုတဲ့ခါကျတော့ကျွန်တော်မြန်မာနိုင်ငံမှာခင်ဗျားတို့တော်လိုင်းအောင်လို့ဆိုတာခင်ဗျားတို့ကိုယ့်အကူစူးစမ်းရမယ့်အခြေအနေမျိုးဖြစ်သွားပြီနော်ခင်ဗျားတို့ဘယ်သူမှလက်နက်ကောပါရင်ကဆိုလက်နက်ကလေးအမေရိကန်လက်နက်ရလို့ရညာမျောလင့်နေတယ်မျောလင့်ချက်လေးခင်ဗျားတို့ရှိမှာပဲเนาะအခုတော့လုံးဝ အဲ့ဒါကြီးအားလုံးကမေ့ပလိုက်လို့ရပြီနောက်ထပ်၄နှစ်လုံးလုံးမေ့ပလိုက်လို့ရပြီအထရန်အနေနဲ့နောက်တစ်ခေါက်ထပ်တက်လာလို့ရှိရင်တော့လည်း၈နှစ်လုံးလုံးမေ့လိုက်လို့ရပြီလို့ကျွန်တော်ပြောပြချင်တယ်နော်ဒါကြောင့်အရှိတရားကိုကျွန်တော်ပြောတာပါခင်ဗျားတို့ကျွန်တော်စိတ်တကြအောင်လည်းပြောတာမဟုတ်ဘူးပေါ့နော်အဲ့တော့အခုတော်လိုင်းရေးအချိန်တွေကလည်းခင်ဗျားတော်လိုင်းရေးအချိန်တွေကလည်းလုံးဝဇောက်ထိုးဆင်းနေတာကိုသွားတွေ့ရတယ်ဟုတ်တယ်လည်းဆိုတဲ့အတိုင်းပေါ့ဗျာနော်ဟိုဒီဆေးစစ်တက်ကြီးပြုတ်ရင်ပြီးရောဘာပဲဖြစ်ဖြစ်ကွာဆိုတော့ ရှေ့မစင်စားနောက်မစင်စားလို့မျက်မွေးတစ်ထောက်လောက်နဲ့အလုံးလုံးနေတဲ့တော်လန်ရေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အားမပေးတာကလွဲလို့မြန်မာနိုင်ငံမှာစေုပ်ချုပ်ရေးတည်ရှိနေမှာမလိုလားတာကကျွန်တော်တို့ကအရှိဆုံးอ่ะဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကသိစေချင်တာเนาะအဲ့တော့အခုပြုစာပြေးအောင်ဖြစ်နေပြီเนาะနိုင်ငံရေးလောကတစ်ခုလုံးစစ်တပ်ကလည်းအခုဆိုလို့ရှိရင်လက်နက်ပါဝါရောဟိုနိုင်ငံရေးပါဝါရောမြင့်သွားပြီနိုင်ငံရေးပါဝါဆိုတဲ့ခင်ဗျားမြင်တဲ့အတိုင်းပဲခင်ဗျာမြင့်သွားပြီเนาะ အထို့သူလက်နက်ပါဝါနော်နော် gun fire power fire power အနေနဲ့ကလည်းတအားကိုမြင့်လာ drone ကောင်းကောင်းနဲ့အသုံးပြုလာတယ်ညကြီး drone တွေကအစားအသုံးပြုလာတယ်အခုဆိုကြည့်ဘန်မော်ဆိုခမောက်တင်းလင်းရလားအရာဥစုပ်ပြတ်တဲ့ရာဒီရဲ့ဟုတ်စားမြို့သားဆုပ်ပြတ်တတ်သွားတယ်မြို့သားပဲမြို့သားပြတ်သွားတာဖတ်တင်တယ်ကျွန်တော်တို့ဘန်မော်မြို့ကိုသူတို့မရလိုက်ဘူးအခုဆိုအကုန်လုံးနောက်ဆုံးနေရပြီအထို့သူရခိုင်ပြည်နယ်ဆိုလို့ရှိရင်အခုဆုပ်ပြတ်တတ်နေရပဲအခုခမောက်တို့အညာဒေသအညာဒူဘိုင်းလို့ပါလို့ဆိုလို့ရှိရင်လေကျောင်းနဲ့မှကျဲသွားတာနော် တင်းပေးအတိကျနဲ့တေချာကျဲသွားတာဆုတ်ပြတ်တက်သွားတာပဲအဲ့တော့ခမောက်တော်လန်ကြီးကတော့လုံးဝကြာရှုံးတဲ့အကြဘက်ကိုရောက်သွားပြီခမောက်တို့ဒီထက်နှစ်ဆ၁၀ဆလောက်ကြိုးစားမှအဲခမောက်တို့တော်လန်ကြီးအောင်ကောင်းအောင်နိုင်တယ်လို့ပြောလို့ရပြီမယ်လေအခုချိန်မှာတော့တေချာတစ်ခုကတော့ဒီကရှေ့ပေါ့နော်နောက်ထပ်အဲ၄နှစ်၅နှစ်လောက်ထိကခမောက်တို့တော်လန်ကြီးအရှိတိုးလာလို့မရတော့နော်ခမောက်တော်လန်ကြီးအရှိကိုဆက်တိုးလာဖို့မစင်စားနဲ့တော့ခမောက်တို့ရဲ့အားလုံးဒီတိုင်းပဲခမောက်တို့အခုလက်ရှိထိန်းချုပ်ထားတဲ့မြို့တွေပေါ့ ဒီမျိုးတွေအားလုံးကဒီတိုင်းပဲရှိနေအောင်မယ်အဲ့မျိုးမှာရှိနေတဲ့လူတွေကျမ်းမာရေးလူမှုရေးစီးပွားရေးအရာရာနောက်ကျပြီးတော့ခွေးဖြစ်ကြမယ်နော်ခင်ဗျားတို့လည်းဒီလူဒီပြည်သူလူထုကိုအကာအကွယ်ယူပြီးအဲ့ဒီမှာခိုးအောင်းနေကြမယ်စစ်တပ်ကလည်းခင်ဗျားတို့ကိုအဲသူရဲ့ဒီပေါ့ရှေ့လျှောက်မြို့တွေဆက်မပေးရရေကိုသူအနေနဲ့ဆက်လက်ပြီးစ조사သွားမှာဖြစ်တယ်လို့ဘယ်သူကဘသူကမွေလိုမြို့တစ်ဖြည်းဖြည်းချင်းမြူသွားမလဲဆိုတာပဲကျွန်တော်စောင့်ကြည့်ရမှာပါ။အဲကျွန်တော်တို့ကတော့ ဲစစ်တပ်နဲ့နော်တက်မလို့နဲ့နိုင်ငံနဲ့ရက်တည်ရသူတယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့စစ်တပ်ကနော်တက်မလို့ကနေပြီးတော့တဖြည်းဖြည်းနဲ့ဒီစစ်သေးကြတဲ့ပုံနဲ့အားလုံးကိုမွေလူမျိုးပေါ့နော်သိရမှာမွေလူမျိုးတဖြည်းဖြည်းချင်းမျိုးသွားနိုင်မယ်လို့တော့ကျွန်တော်တို့သုံးသပ်တယ်အနိုင်ဆုံးကတော့ခင်ဗျားတို့တော်လိုင်းရေအာနောက်ထပ်၄နှစ်၅နှစ်လောက်ကတော့ခင်ဗျားတို့မေ့ထားလို့ရပြီအောင်မှာမဟုတ်တော့ဘူးအဲ့တော့တော်လိုင်းရေဘယ်တော့အောင်မှာလဲမကြခင်အောင်တော့မှာဒီနေ့မှနောက်ပြန်အောင်တော့မှာရခိုင်ပြည်ပို့ဆိုးပါလေရခိုင်ပြည်ကိုပြောလိုက်မယ် ခင်ဗျားတို့အေရလက်အောက်မှာမွဲပြာဆုတ်ပြတ်နေပြီဒီဆုတ်ပြတ်မှုနောက်ထပ်၄နှစ်လောက်ဆက်တောင်းခံနိုင်မှုစူးစမ်းပါလို့ကျွန်တော်ပြောချင်တယ်နော်အဲ့တော့နောက်ထပ်၄နှစ်လောက်ဆက်ဖတ်အဲဆက်ဖတ်တော့ဖြစ်ပါလေနေပါဦးခမန်ကအပြတ်သိမ်းပါလိမ့်မယ်နော်အဲငါတို့သိမ်းထားတာတွေကိုတဲ့မင်းတို့တစ်ခုတော့ပြန်သိမ်းပြပါလားပြန်မသိမ်းဘူးပြန်မသိမ်းဘူးဒါတွေကပြန်သိမ်းမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့မြို့တစ်မြို့ကိုဝင်ပြီးတော့အဲ့မြို့ရဲ့စီပင်ရေးတိုးတက်ရေး ကြီးပွားရေးလူမှုစီးပွားရေးဘာမှမလုပ်နိုင်ဘူးဆိုရင်ဒါမြို့မှာအတူတူစုငတ်စုတည်ရတဲ့မြို့တစ်ခုကိုငရဲပြည်အဖြစ်နဲ့ဖန်ဆင်းပြီးတော့နောက်ငရဲအတူတူကြကျင်းလို့ခေါ်တယ်အဲ့မြို့တွေပြန်မသိမ်းပါဘူးပြန်သိမ်းလိုက်ရင်တော့မှပဲဒီမြို့တွေအတွက်အလုပ်များနေဦးမယ်ကျန်တဲ့မြို့တွေထပ်မကြရေးကျန်တဲ့မြို့တွေပို့ပြီးလုံခြုံလာရေးကျန်တဲ့မြို့တွေသာယာဝပြောရေးကိုတက်မတော်ကပို့ပြီးအာယုံဆိုင်နိုင်ပြီးတော့အဲခင်ဗျားတို့သိမ်းထားတဲ့မြို့တွေအားလုံးကိုတက်မတော်အနေနဲ့ကဒီတိုင်းပဲကြာရှုံးမြို့တော်မြို့ပြတ်ကြီးဖြစ်အောင်လွှတ်ထားမှာဖြစ်တယ် အဲဆူလာစီးလာပြီဆိုလို့ရှိရင်လေနဲ့အစာကောင်းမှုတွေလုပ်လိုက်မယ်အဲဒါတွေပဲလုပ်မယ်တော့ကျွန်တော်တို့ကသုံးသက်တယ်အဲ့တော့အဲဒီကပေါ့ရှေ့လျှောက်ကဘယ်သူကဘသူကိုမွေလိုမျိုးတစ်ဖြစ်ဖြစ်မျိုးသွားမလဲဆိုတော့စောင့်ကြည့်ရမှာအခုတောင်ခမ်းမွေလိုပဲမျိုးလိုက်ပြီမကြခင်နောင်ချူကိုမျိုးတော့မယ်နော်အဲ့တော့အဲခင်ဗျားတို့ပဲမျိုးသွားနိုင်လားဆိုတော့အချိန်ကစကားပြောသွားပါလိမ့်မယ်ကျွန်တော်ကိုယ်တိုင်လည်းအမခံလို့တော့မရဲဘူးပါလိမ့်နော်ဒါပေမဲ့တော့ကျွန်တော်တို့ကတော့စိတ်ထဲကဒီမျိုးလင်းချက်ကတော့တက်မတော်ကခင်ဗျားတို့ကိုတစ်ဖြည်းဖြည်းချင်းမွေလိုမျိုးမျိုးသွားမယ်လို့ကျွန်တော်တို့ အသုံးသက်တယ်အဲနောက်တစ်ခုအနေနဲ့ကျွန်တော်ပြောရမှာလေအဲ့တော့အဲဒီလိုမျိုးပေါ့ဒါမျိုးနိုင်ငံကြီးတနိုင်ငံကထောက်ပံ့တာနိုင်ငံကြီးတနိုင်ငံကကူညီတိုင်းအဲဒီအစိုးရကြီးကမြဲတယ်ဆိုတော့မြဲတယ်ဆိုတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ပေါ့နော်မအောင်မကြာရှုံးတော့ပါဘူးဆိုတော့အမြင်ကတော့နည်းနည်းလေးလွဲတယ်အဲ့ဒါကိုတော့ကျွန်တော်တို့အာလုံးဝင်ခံရမှာဖြစ်ဒါအရှိတရားလေးပြန်နော်။ဘာကြောင့်လဲဆိုတော့ရုရှားကကျွန်တော်မြန်မာနိုင်ငံကိုလက်နက်ရေးရပဲကူညီတာပါ။ ကျန်တဲ့ဥမာပြအစ္စရေးအစ္စရေးတော့ဖြစ်ပါလေဒီဆီးရီးယားလိုနိုင်ငံမျိုးကိုရုရှားကစစ်စခန်းမှာစောက်ထားပေးတယ်။လေရင်နဲ့ပါဝိုင်းပုံးကျဲပေးတယ်။အဲ့လောက်ကျဲပေးတော့မှပဲအာဆက်ကနိုင်ငံသားကိုထွက်ပြေးသွားတဲ့အဆင့်ကိုရောက်တယ်။အဲ့တော့ဥမဲအွန်လိုင်းအနေနဲ့ဥမဲအွန်လိုင်းအားပေးထောက်ခံသူရောတက်မလို့သားတွေအားလုံးကိုလည်းသိစေချင်တာကဘာလဲဆိုလို့ရှိရင်လက်တယ်ကြီးပဲအာမကူနဲ့ကိုယ်တိုင်လည်းညှစ်ဖို့လိုတယ်။အဲ့တက်မလို့အနေနဲ့ကဟာတရုတ်ကြီးကငါတို့ပေါ်မှာရက်တီတယ်ငါတို့ဘက်ကနေပြီးတော့ဝင်ပြီးကာကွယ်ပေးတယ်ဆိုပြီးတော့ တရုတ်ကိုအာကူလွန်သွားလို့ရှိရင်မိမိရဲ့အရေးချင်းမဲ့သွားမယ်အဲ့ချိန်ညာရင်လက်တယ်ကြီးပဲအာကူရအောင်ရောက်သွားတယ်အထူးထူရုရှားကလည်းဗတ်ပေါင်းစုံကလည်းကူညီပါတယ်နော်အဲလက်နက်ကအစအစပေါင်းစုံကူညီတော်ညာလည်းပဲလက်တယ်ကြီးပဲအာကူပြီးတော့ကိုယ်တိုင်မညစ်တဲ့အခါမှာတော့ဒုက္ခရောက်တတ်တယ်အဲ့တော့တပ်မတော်သားတွေဦးမင်းအွန်လိုင်းအနေနဲ့ကကိုယ်ပိုင်အရေးချင်းရှိဖို့လိုတယ် အဲ့တော့ဥမင်း online သားကနော်နိုင်ငံကြီးတစ်ခုကကုညီတိုင်းအောင်မြင်မဲ့ဟိဆိုဥမင်း online ဒီဘွားတော့ရောက်စရာအကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုလို့ရှင်စာလုံးရင်စကလေးကတေးဥကကုညီပေးသားဖြစ်တယ်။စာလုံးရင်စတဲ့ကမြန်မာတက်မတော်ကြီးဆိုတာဟီးနေအောင်ဂရေ80ကြီးကိုပိုင်ဆိုင်ထားပြီးသားဖြစ်တယ်နော်။အေးအဲ့ဒီလိုမျိုးအခြေအနေကြီးကတော့မှပဲဥမင်း online မျိုးတွေတရားနီးပါးတော့ပေးလိုက်ရတယ်ဆိုတဲ့ခါကျတော့အဲဒါကလည်းကျွန်တော်တို့ထည့်သွက်ပြီးတော့ပတ်ပေါင်းဆောင်ကနေပြန်ညင်းခုံညင်းခုံလို့ရတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ဆိုလိုချင်တာကတော့လက်သေးကြီးပဲအာမကူပါနဲ့ ဦးမေအောင်လိုင်းပြောခြင်းတယ်ရုရှားကိုအားကိုးတာလဲအားကိုးတာပေါ့နော်အတရုတ်ကိုအားကိုးတာလဲအားကိုးတာပေါ့မိမိရဲ့တက်မှာပိုကောင်းအောင်မိမိရဲ့တက်မှာစီမံဆောင်ရွက်မှုတွေပိုကောင်းအောင်ကြိုးစားပါလို့ကျွန်တော်အနေနဲ့ပြောခြင်းတယ်နော်ဒါကအရှိတရားတွေဖြစ်နေလို့ပါမဟုတ်လားဆိုတော့အဲဒီလောက်ထိစစ်တက်ကြီးပါစစ်တက်စခန်းမှာစောက်ထားပြီးတဲ့ဆီးရီးယားနိုင်ငံတော်မှာပဲနောက်ဆုံးပြိတော့ရုရှားကြောထောက်နောက်ခံပေးထားသောသမရဟာ ရုရှားမှာပဲပြန်ပုံရတယ်လို့မျိုးပဲမြန်မာနိုင်ငံမဖြစ်ဖို့အတွက်ကဘာလုပ်ရမလဲမိမိကိုယ်တိုင်လည်းနှစ်ဖို့လိုတယ်မိမိကိုယ်တိုင်ကလည်းကြိုးစားဖို့လိုတယ်လို့ကျွန်တော်နေနေဒါအဓိကပြောပြချင်တယ်ဗောနော်အဲ့တော့အခုလက်ရှိအခြေအနေမှာစည်ရေးအခြေအနေတွေအကုန်လုံးကတော့တက်မတော်ဘက်က drone power တွေတော်တော်ကောင်းလာတယ်။အရင်ထက်ပိုပြီးတော့စိုင်းနေမြင့်လာတယ်။အဲနောက်တစ်ခုကစည်ရေးအခြေအနေမှာလည်းသဘုံတွေကရှေ့ဆက်မတိုးနိုင်တော့သဘုံကတော့စစ်တပ်နဲ့သဘုံတွေကဘာကွာလဲဆိုတော့စစ်တပ်ကတော့ အာဖွဲမိလို့ပဲသူကတမင်းမင်းတမင်းမင်းနဲ့လောင်တာတပုံကတော့ကောက်ယုံမိပါမပူပါနဲ့ခင်ဗျားတို့အေအေတို့ပါလို့ဒီတို့မှအကန့်သက်ရှိပါလားတို့မှမူးကြီးစေးစားမရောင်းရဘူးเนาะအဲတို့ရဲ့ဒီအရာရာဟိုစစ်တက်ကချိုးဖြောက်လိုက်မယ်ဟေးဆိုလို့ရှိရင်တို့ကအတော့အမီးစာကုန်သွားပါပြီတီအန်တွေလည်းမီးစာကုန်နေပါပြီเนาะမီးစာကုန်နေပြီ MND လည်းမီးစာကုန်တော့ခုငြိမ်လိုက်တာဖြစ်တယ်ခုသ KIA လည်းမီးစာကုန်သွားစီခန်းတဲ့ဘောကရောက်တော့မယ်မပူနဲ့เนาะအဲစစ်တက်ကတော့ဗာနဲ့အလားတန်တူတယ်ဆိုတော့သူကဖွဲမိပြကောက်ယုံမိမဟုတ်ဘူး တဖြည်းဖြည်းနဲ့ပြန်လောင်သွားမယ်လို့ကျွန်တော်တို့ကတော့သုံးသပ်တယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့တော့ဒီနေ့ဦးမင်း online အဲရုရှားနဲ့ဆောင်ရွက်လာတဲ့အားလုံးကိုစစ်တပ်ဘက်ကနေပြီးတော့ကျွန်တော်တို့အကောင်းမြင်မှုတွေအားလုံးနဲ့မြင်ပြီးတော့စစ်တပ်ကြီးပေါ့เนาะမြန်မာနိုင်ငံကြီးမပြည့်စည်ဘို့ဒီလိုမျိုးပေါ့ဒီလက်နက်ကင်တွေတူတူလုံငါတမင်းနဲ့အခုဆို CDF ကလည်းမတူပြီးမှအချင်းချင်းချနေတာเนาะဒါချင်းချင်းတော့ဒီမိုကရေစီရေသူတို့ပြောတဲ့ဘာညင်အောင်ညားရအောင်မရသေးဘူးသူတို့ချင်းချင်းပြန်စော်နေပြီเนาะအခု KIA နဲ့ TIA နဲ့အလေးလေးပြန်ဆော်နေပြီနော်မပုံနဲ့ SSA နဲ့ RCSS ဆိုတော့အဲ့မှာထပ်ဆော်ကြအောင်ပါပြီးလို့ရှိရင်အဲ့မှာလူမျိုးစုငယ်တွေနဲ့ဆက်ချကြအောင်ပါအာမြန်မာနိုင်ငံတော့ဆုတ်ပြတ်တတ်မဲ့အခြေအနေမျိုးဖြစ်တာတိတ်မကြခင်အဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာလဲဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီအဲဒေသခံမွတ်စလင်တွေပေါ့ဒေသခံမွတ်စလင်တွေအာစာဦးဆောင်ပြီးတော့ရခိုင်ပြည်မှာနော်အေအေစေသွေးကြောအုပ်စုကိုသူတို့ရဲ့ဒီအခွင့်အရေးတက်ပြန်တိုက်တိုက်ယူစရာတွေဖြစ်လာနိုင်တယ် အဲ့ဒီအတွက်ကြောင့်မလို့ AA အနေနဲ့ကလည်းအခုဘယ်လောက်ထိပါသလဲဆိုလို့ရှိရင် AA ကနော် AA ကတိတ်လေတယ်ပြောသလားအဲ့တော့တိုက်ဖို့စီစဉ်ထားတာကတော့အမှန်ပဲဒါပေမဲ့ AA ကအဲ့ခေါင်းကြီးပိုင်းထဲမှာအခုဘောနော်အဲဒီအာစာနဲ့ဒီမွတ်စလင်ခေါင်းကြီးပိုင်းအုပ်စုထဲမှာသူတို့လူတူတယောက်ကိုဆွဲထည့်လိုက်ပြီဆွဲထည့်လိုက်ပြီခေါင်းကြီးပိုင်းထဲမှာခုတယောက်ရောက်သွားပြီအဲဆိုလိုချင်တာကတရင်ပေါ့ရင်ပေါ့မပေါ့လို့ရှိရင်ဒီကောင်ဖြတ်လို့ပြည်စည်းလို့လောက်လိုက်မယ်အဲ့တော့ဒီမွတ်စလင်တွေရဲ့အကြံဉာဏ်ပြည်စည်းအောင်လို့ခေါင်းကြီးပိုင်းထဲကိုလူထည့်ထားပြီးသားဖြစ်နေပြီ အာတရီထားပါเนาะအဲ့ဒါကျွန်တော်အသေးချာအတိအကျပြောပြခြင်းနဲ့နာမည်တော့ကျွန်တော်မပြောပြတော့ဘူးအီအီကအောက်လန်းကနေပြီးတော့အဲ့ဒီဒုက္ခတဲ့စခန်းမှာမွတ်စလင်မော်လဝီဆရာတွေရှိတယ်ဒီမော်လဝီဆရာတွေကြားရဲဘူးအီအီကသူ့ရဲ့လူယုံเนาะသူ့ရဲ့လူယုံကိုထည့်ထားပြီးသားဖြစ်တယ်ဥမာပြနခခငါကြားတယ်အဲ့ဒါပါတယ်နခခငါပေါ့เนาะကြားသွားတာဆိုတာလေမှန်တကယ်ကအဲနခခငါရဲ့ဘုံမှုချုပ်သူတွေထွန်းအားကိုးနေတော့အားကိုးနေတော့ဒီအုပ်စုကဒီဘောမဆိုလို့ရှိရင် အာကျွန်တော်တို့ဒီအေအေကထည့်ထားပြီးသားလို့ဖြစ်နေအဲ့တော့အေအေကတအားပါတယ်အခုကျွန်တော်တို့မြမတက်မတော်မှာလဲသူထည့်ထားပြီးသားမထည့်ထားပြီးသားဆိုတော့ကတော့အဲ့တော့တက်မတော်ကြီးပိုင်းနေပဲသိလိမ့်မယ်နော်အဲ့တော့အေအေနဲ့ပတ်သက်လာရင်အထူးပြီးစိုက်ပါကျွန်တော်နောက်ထပ်အဲသတိထားစရာလေးကျွန်တော်ပြောပြစရာအများကြီးရှိတယ်ပေါ့နော်အခုလက်ရှိကျွန်တော်တို့ရင်ဆိုင်နေရတဲ့စီရေးခြေနေတွေမှာဘယ်နေရာဘယ်ဒေသတွေမှာအဲဘယ်ခေါမဆိုလို့ရှိရင်ဘလို့တွေဖြစ်နေဆိုတာကိုကာကနာသိစေခြင်းနဲ့ဘာတွေလုပ်တင်လဲဆိုတာကိုကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့သုံးသပ်ပြီးဖော်ပြသွားမှာဖြစ်တယ်။သေချာတခုကတော့ခင်ဗျားတို့ ျွန်တော်ပြီးခဲ့တစ်ခါပြောသလိုပေါ့ငွေကွင်းနဲ့ရခိုင်စီရီပြူဟာတအားကိုအရေးကြီးပါတယ်အခုလောလောဆယ်သူ့ကိုပြန်တိုက်မဲ့မွတ်စလင်အာစာအုပ်စုကိုသူ့ရဲ့လူယုံတယောက်ကိုဒုက္ခစခန်းကိုပို့ထားပြီးတော့မှခေါင်းကြီးပိုင်းထဲမှာရောက်သွားပါပြီအဲ့ဒါကိုသိဖို့လိုတယ်နော်အဲ့တော့ဒါမဲ့လည်းဘာတွေဖြစ်လာမှကျွန်တော်စောင့်ကြည့်မယ်အဲ့တော့အခုမြန်မာတပ်မတော်ထဲမှာလည်းခေါင်းကြီးပိုင်းကဘာသူဖြစ်မယ်လို့ထင်တယ်ဗျာ ဘယ်လိုဖြစ်မှာလဲသင်လဲ AU နေနေတဲ့နေရာမှာဒီလောက်ထိကြန့်ကြာမှုတွေဖြစ်နေရနော်ဘယ်လိုကြောက်ဖြစ်မှာသင်လဲအဲ့ဒီကောင်းကြီးပိုင်းထဲမှာနော်ငကိုတွေကပဲချိန်နဲ့ဘယ်လိုပို့ထားလဲတော့မသိဘူးပို့ထားများပို့ထားနေသလားဒါကတော့သုံးသပ်မှုပါတနည်းအားဖြင့် conspiracy theory လို့ခေါ်တာပေါ့ဗျာနော်ဖြစ်နိုင်သလားဆိုရင်မေကုံမျိုးကတော့ဘယ်မေကုံမျိုးဆို scientifically approve လုပ်တင်ပါလေနော်လက်ခံတင်ပါလေမေးမြန်းတင်ပါလေဖြေကြားတင်ပါလေရှာဖွေတင်ပါလေကျွန်တော်ပြောချင်တယ်နော် ဲ့တော့ဒါကလက်ရှိအခြေအနေပေါ့လေဟုတ်ပြီအဲကျွန်တော်တို့ကမ္ဘာမင်္ဂလာပါကိုတဲ့တမလို့ဆိုတာတဲ့စုကြည်နို့နဲ့အောင်မစင်သေးတဲ့အချိန်ကနေအခုချိန်ထိနိုင်ငံကိုကာကွယ်ပေးနေတာဟုတ်ပါလေဗျနော်တဘုံမျိုးပြောအောင်လုပ်နိုင်ပါစေတဲ့ဒီကောင်းအေအေကိုတော်တော်ကြောက်နေပြီလားကြောက်တာမဟုတ်ပါဘူးနိုင်ငံဘယ်ကောင်းမဆိုတော့အေအေအကြောင်းလည်းပြောရမှာဖြစ်တယ် KIA အကြောင်းလည်းပြောရမှာဖြစ်တယ် မြန်မာနိုင်ငံစီရေးမှာပါဝင်ပတ်သက်နေသောအုပ်စုတွေအားလုံးကိုပြောပါတယ်ခင်ဗျားတို့ကကြတော့ AA အကြောင်းဆိုလို့ရှိရင်အရန်ကို sensitive ဖြစ်တဲ့ AA တစ်ဖက်ပိတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ကိုမောင်မောင် AA အကြောင်းပဲပြောလို့ထင်တာပါကိုမောင်မောင်ပြောတဲ့အကြောင်းအရာတွေဟာဒီလိုက်ထဲမှာနေမယ် AA အကြောင်းပါတယ် KIA အကြောင်းပါတယ် TNA အကြောင်းပါတယ်နော်ဦးမင်း online အကြောင်းပါတယ်ရုရှားအကြောင်းပါဒါပေမဲ့မင်းတို့က AA ဘယ်ကောင်မဆို AA တစ်ဖက်ပိတ်လေးကြတော့ AA တန်းဆိုမှကြားတာလေအဲ့တော့ကိုကိုကိုအုံနောက်အသိဉာဏ်လေးပါလေးပြန်စစ်ပါအောင်ကြက်ပြေလားမပြေလားပါနော် ကိုမောင်မင်္ဂလာပါတယ်ဟုတ်ပြီအဲ့တော့အဲကျွန်တော်ကတော့ဒီနေ့အဲဒီလောက်ပဲပြောမယ်ဗျာနော်အခုလက်ရှိကျွန်တော်ဒီနေ့အတော့အချင်းဟိုအချင်းချုပ်ပြီးပြောမယ်ဆိုရင်ဦးမေအွန်လိုင်းအခုလိုရုရှားနိုင်ငံဒီတမလာကြီးနဲ့တွေ့ဆုံတာဟာနိုင်ငံအတွက်ကောင်းတာတွေတည်လာတယ်လို့ကောမဲဆိုတော့သတိထားပြီးစောင့်ကြည့်ရမယ့်အရာတွေကတော့ကျွန်တော်ဆန္ဒပြောတဲ့နိုင်ငံအတွက်ကြည့်ကြတာလားเนาะအဲ့လိုမျိုးနိုင်ငံတကာကကူညီတိုင်းပေါ့เนาะ မကြတော့ဘူးဆိုလို့ရှိရင်အာဆက်ကပြုတ်ကျစရာမရှိဘူးဆိုတာကအရှိတရားဖြစ်တယ်အဲ့တော့လက်တယ်ကြီးပဲအာမကူနဲ့ကိုယ်တိုင်လည်းညှစ်ဖို့လိုတယ်စစ်တက်ကြီးပဲအာမကူနဲ့ကိုယ်တိုင်လည်းအရေးချင်းရှိဖို့လိုတယ်ဦးမင်းအွန်လိုင်းပုံစံအမွေရတာစစ်တက်ကြီးကတကယ်ကပအဆင့်35ဆိုတဲ့အဆင့်ကြီးဒါမျိုးစုပ်ပြတ်တက်မျိုးဘဝပြတ်သွားရလောက်အောင်သူ့ရဲ့ညံ့ဖြင်းမှုလို့ပြောမှာပေါ့အဲ့တော့ဘာလုပ်ရမလဲဆိုရှင်ကျွန်တော်တို့ကပို့ပြီးတော့စူးစမ်းရမယ်ပို့ပြီးတော့အလုပ်လုပ်ရမယ်ပို့ပြီးတော့အဲပို့ပြီးတော့နားထောင်ရမယ် ို့ပြီးတော့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စိစက်တောက်စီအောင်လောက်ကမယ်ခင်ဗျားတို့ဒီလောက်ဒီလိုက်တင်နေねကျွန်တော်တို့ဘလို့မှမဖြစ်တော့ဘူးလीဗျာနော်ကြောက်ဖြူကြမလားတဲ့အမှန်ကြည့်အောင်တဲ့อืมကြောက်ဖြူကြမလားဆိုတဲ့ခါကျတော့ကြောက်ဖြူကမကြောက်ကြောက်ဖြူလောက်ကမကြောက်ပါဘူးဘာကြောင့်လဲဆိုကြောက်ဖြူနဲ့ပတ်သက်လာလို့ရှိရင်ကြောက်ဖြူကမျိုးပြတ်မယ်ကြောက်ဖြူလောက်ကမကြောက်ဘူးเนาะဘာကြောင့်မကြောက်လဲဆိုလို့ရှိရင်အဲအေးအေးကိုပြောထားပြီပါအေးအေးက ဘလို့ဟောမဆိုလို့ရှိရင်ပြည်သူလူထုကြားမှာခိုအောင်ပြီးတော့လူသားတိုင်းလုပ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်အနေနဲ့ဆောင်ရွက်ရတာခက်ကောင်းခက်ပင်မဲ့သူတို့မှာလေပေါ်ရောက်သွားပြီဖြစ်ဆိုသူတို့ကငုတ်တုတ်လေးထိုင်ကြည့်ဖို့အခြေအနေပဲရောက်ရှိတယ်ပေါ့လေပေါ်ကနေစစ်တပ်လာပြီဆိုငုတ်တုတ်ထိုင်ကြည့်ဖို့အခြေအနေရှိတယ်အဲတော့ရေထဲကလမ်းပစ်ပြီးဖြစ်ဆိုငုတ်တုတ်ထိုင်ကြည့်ဖို့အခြေအနေပဲရှိတယ်ရေထဲကိုကူးယူနေသူတို့ကရေကူးရေကူးတက်တဲ့သူတွေမဟုတ်ဘူးအဲ့တော့အဓိကပြောကြကြောက်ဖြူလုံးဝမကြောက်ဘူးစစ်တွေလုံးဝမကြောက်နော်စစ်တွေလုံးဝမကြောက်ဘူးတခုတော့ရှိတယ်မြို့ပြက်ကောင်းပြက်နိုင်တယ် အဲ့ဒါပဲကျွန်တော်ပြောလို့ရတယ်နော်မန်အောင်တိတ်ချတယ်တတ်တတ်လို့မရအောင်နော်အဲ့တော့ AA အနေနဲ့ကလည်းလဲတယ်ဒါတွေအားလုံးအယောင်ပြတိုက်နေတော့ကျွန်တော်ထင်တာပါနော်အမှန်တကယ် AA ကကျွန်တော်တို့ဒီတောင်ကုတ်ကနေပြီးတော့အုတ်ရှိပင်အထိကိုဒီအဓိကတကယ်တမ်းရုံးနေလုံးနေတာအဲ့နေရာဘာကြောင့်လဲဆိုအဲ့နေရာကတက်တော့ထူထပ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်က စစ်ရေးဒီပျောက်ကြားစစ်တအားကောင်းတဲ့နေရာဖြစ်တယ်။အေအေကပျောက်ကြားစစ်ကိုသုံးမယ်ဆိုအဲ့နေရာဒုက္ခရောက်သွားနိုင်တယ်။အုတ်ရှိပင်ကိုမကြခင်ရောက်သွားလို့ရှိရင်အုတ်ရှိပင်မှာရှိနေတဲ့ကပ္ပစကြီးတွေနော်အနည်းဆုံး၄ခုလောက်ပါသွားမှာဖြစ်တယ်။အပါသွားလို့ရှိရင်တရှိမှာရှိတဲ့ brown brown ရှိတော့အေယာဝတီဇက်ပေါ့ဗျာနော်။အေအဲ့နေရာပြက်စီးတော့ဒုက္ခရောက်နိုင်တယ်။နောက်တစ်ခုကဒီနေရာတောတောင်ထူထပ်တော့အဲခိုလို့တိတ်ကောင်းတဲ့နေရာတွေဖြစ်နေတယ်။ဒီနေရာကိုအဓိကမဲနိုင်တယ် ကျန်တဲ့နေရာတွေကအယောင်ပြလောက်ပဲတိုက်မှာမပူနဲ့ကျွန်တော် ARU ဆင်းမယ်ဆိုတာလဲကျွန်တော်ကြည်တာ ARU လာလို့တို့တော့ဘာမှကျိုးမရှိဘူး ARU အဲ့ဒီတောင်ကျောကိုကျော်လိုက်တာနဲ့တင်တို့ကမြေပြန့်ကိုရောက်ပြီးတော့အနှွာခံရမယ့်အစီအစဉ်ရှိတယ် ARU တို့ဆက်မတူစီးရေးအယောင်ပြလာတော့ကျွန်တော်သုံးသက်တယ်မကွေးကိုလည်းဆက်မတူဘူးစီးရေးအယောင်ပြလာတော့ကျွန်တော်သုံးသက်တယ်တို့တို့တကယ်တိုးမှာကဘကူကိုတိုးမှာဘကူကအရှိုက်ဒီအရှိုက်ထိသွားလို့ရှိရင်အဲဘယ်လိုခေါ်မလဲဆိုစစ်တပ်အနေနဲ့ကကျန်တဲ့ဆင်းမျက်နှာပြင်မှာအကုန်လုံးတက်ရောက်မှုရှိတယ် အဲ့ဒါကြောင့်မလို့စစ်တွေကိုလည်းသူတို့တိုက်မယ်ဆိုရင်အေးအေးဟာပိုးစုပတ်ဆက်အဲ့ဘလို့ကြအောင်မှာဖြစ်တယ်အဲ့တော့သူတို့ရင်းမှာမဟုတ်ဘူးအဲ့လိုကျွန်တော်တို့သုံးသက်တယ်အဲ့တော့စစ်တွေကလည်းကြကြအကြောင်းရှိဘာကြောင့်လဲဆိုတော့စစ်တွေကစိတ်ကမ်းရှိတယ်တစ်ဖက်မှာလည်းရေရှိရေရှိတယ်ဗောနော်အဲ့ကနေပြီးရေတက်ကနေအဝေးပြစ်နေပြီးထိုင်ပြစ်နေတော့မှပဲစစ်တွေတတ်တလုံးမကြတော့ကြောက်ပြူတယ်တတ်တလုံးမကြတော့ဘယ်လိုတတ်တလုံးမရတော့နော်အဲ့ဒါကြောင့်မလို့အဓိကသတိထားရမှာအုတ်ရှိပင်အုတ်ရှိပင်ရဲ့ပထောင်းရဲ့အဲဒီကျွန်တော်တို့ဒီ အဲကြောင်ညောင်ကျိုးဒီနေရာတွေအဓိကသတိထားရမှာဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်နော်ကဲဟုတ်ပါပြီအဲ့တော့ဒီနေ့ရဲ့ likely ရဲ့အဓိကရည်ရွယ်ချက်ကတော့လက်တယ်ကြီးပဲအာမကူနဲ့နော်ကိုယ်တိုင်လည်းနှိအောင်ဗမောအခြေအနေလေးပြောပါဦးနဲ့ဗမောအခြေအနေကောင်းပါတယ်နော်အဲကျွန်တော်ကြားသိရသလောက်ဆိုရင်သူတို့ဘက်ကလည်းဒေါသကြီးတော်တော်ထွက်နေပြောပါတယ် ဒေါသကြီးတော်ထွန်းတာအာငါတို့မနိုင်တော့ဘူးငါတို့မနိုင်တော့ဘူးဘဝတွေလည်းပြတ်နေဗံမောချင်းတွေကအတိအတိုင်းပါဗျာကျွန်တော်လည်းပြောခဲ့ပါတယ်နော်ဗံမောစစ်တီတွေအားလုံးကလေးစားစရာပါတကယ်ကိုလေးစားဖို့ကောင်းတယ်တယောက်ချင်းစီကိုလည်းလေးစားတယ်ဗံမောနဲ့ပတ်သက်လာလို့ရှိရင်ကျွန်တော်အဲကာချုပ်ကြီးကိုလည်းလေးစားတယ်ကာချုပ်ကြီးလည်းသူတို့ပုံမှာတကယ်ကိုလူအပ်သမျှအကုန်လုံးထောက်ပံ့ပါတယ်အဲဒီဒီချက်ချာကိုနောက်ဆုံးပေးဖို့ကအဲ့လိုအပ်သမျှထောက်ပံ့တဲ့အပြင်ကိုသူ့ရဲ့အိတ်ကတ်ထဲရနေပြီးတော့မေတ္တာစေတနာနဲ့ အဲချီးမြှောက်မှုတွေအထိကျွန်တော်တို့တွေ့ရတယ်ဗောနော်အဲလည်းကျွန်တော်တို့ဒါကာဂျိုကြီးကိုဒီနေရာမှာကျွန်တဲ့နေရာမှာကျွန်တော်နေနဲ့သူမှားတာလို့လည်းမှားတယ်လို့ပဲမှန်တာလို့လည်းမှန်တယ်လို့ကျွန်တော်နေချီးမြှောက်မှာဖြစ်တယ်လေနော်မှားရင်တော့လည်းမှားတယ်လို့ပြောမှာအေးဆေးပါပါမနော်ကိုကိုမောင်ရေး ARD ကို AA line မျိုးတုံးမှာပေါ့လေอืมအေးပေါ့စောင့်ကြည့်ပါအခုလောဆယ်တော့တာပေါင်းဘက်တာပေါင်းကြီးတာပေါင်းလေးဘက်မှာတော့နည်းနည်းလေးတော့ရုန်းကန်တဲ့အတိုင်းတာတွေရှိတယ်အဲတော့တော့လည်းပဲရှေ့ကိုဆက်တိုးဖို့ဆိုတော့စောင့်ကြည့်ရမှာပေါ့လေနော် ကဲဟုတ်ပြီအဲ့တော့ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် like လေးလေးရက်ပြကြည့်ခဏလေးကြာကျွန်တော်လုတ်သွားပါမှာပါ